အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့နှလုံးသားလှတဲ့လူငယ်လေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကတောင်ဝုန်းတောင်တန်းတွေဝန်းရံထားတဲ့အေးချမ်းလာတဲ့ရွာလေးတရွာမှာကျင်နာတက်ပြီးတော့ပျော့ပျော့ရွှင်ရွှင်နေတတ်တဲ့ပြင်မီဆိုတဲ့ကောင်လေးတယောက်လည်းနေထိုင်တဲ့ကွယ် ကျင်မိမှာတခြားကလေးတွေလိုမျိုးအယုတ်တွေအများကြီးမရှိဘူးအဝတ်စားလလလေးတွေလည်းအများကြီးမရှိပါဘူးဒါပေမဲ့သူဟာ သူတစ်ပါးကိုကူညီတတ်တယ်ကျင်လာတဲ့စကားကလေးတွေလည်းပြောတတ်တယ်ဒါအပြင်အမြဲတမ်းပြုံးရွှင်နေတတ်တဲ့ကောင်းကလေးတစ်ယောက်လည်းဖြစ်တာပေါ့ကွယ်မနက်တိုင်းမနက်တိုင်းမှာတင်မီဟာသူ့ရဲ့အမေကို ရေခတ်ထည့်ပေးပါတယ် ညနေခင်းရောက်လာတဲ့အခါမှာတော့သူတို့အိမ်သားမှလာတက်တဲ့ငှက်ကလေးတွေကိုအစာကျွေးလေးရှိတာပေါ့ကွယ်။ညဘက်တွေရောက်လာတဲ့အခါမှာတော့တင်မီဟာမိုးကောင်းကင်ပေါ်ကဖိုးလာမင်းကြီးကိုငေးကြည့်ပြီးတော့စကားကလေးတွေပြောနေတတ်တယ်တဲ့ကွယ်။နောက်တနေ့ညနေခင်းကိုရောက်လာတဲ့အခါမှာတော့တင်မီဟာကျောင်းကနေအိမ်သို့ပြန်လာတဲ့လမ်းဘေးကတစ်ပင်လေးရဲ့အနောက်မှာအတန်တစ်ခုကို ကြားလိုက်ရတဲ့ကွယ် သူဟာအတန်လာရစီတို့တဖြည်းဖြည်းချင်းကပ်ပြီးတွားကြည့်လိုက်တဲ့အခါမှာတော့တစ်ပင်လေးရဲ့အောက်မှာတယောက်ထဲထိုင်ကိုနေတဲ့ကောင်မလေးတယောက်ကို တွေ့လိုက်ရတဲ့ကွယ်ဂျင်မီဟာကောင်မလေးရဲ့နားကိုကတ်သွားပြီးတော့မင်းအစဉ်ပြေရလာလို့မေးလိုက်တဲ့အခါမှာတော့ကောင်မလေးကဝမ်းနည်းစွာနဲ့ငွေကျွေးနေတော့တာပေါ့ကွယ် ဒါပေမဲ့ဂျင်မီဟာအလျှော့မပေးဘဲနဲ့ကောင်မလေးနဲ့စကားဆက်ပြောကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့အကြောင်းတွေကိုတည်တည်ချာချာသိသွားတော့တာပေါ့ကွယ်။အဲ့ဒီအခါမှာတင်မီကတနားစရာကောင်းတဲ့ကောင်မလေးကို သူ့အိမ်ကိုလိုက်လေဖို့အတွက်ခေါ်သွားတော့တာပေါ့ကွယ်။အိမ်ကိုရောက်သွားတဲ့အခါမှာတော့တင်မီရဲ့မိမေဟာနေထွေးစွာနဲ့ကြိုဆိုနေတာကိုတွေ့ရပါတယ်။ပြီးတော့လက်ဆက်မွေးပြန်းနဲ့ စွပြုတ်ဟင်းရည်လေးတွေကိုတင်မီနဲ့ကောင်မလေးတို့အတွက်စွပြုတ်ပေးတဲ့ကွယ်တင်မီဟာသူ့မိမိရှက်ကြွတဲ့စွပြုတ်ကိုတောင်းရင်နဲ့ဒီကောင်မလေးဟာနေစရာအိမ်မရှိတဲ့အကြောင်းမိသားစုဝင်တွေလည်းမရှိတဲ့အကြောင်းကိုပြောပြလိုက်တော့တာပေါ့ကွယ်တင်မီရဲ့မိမိဟာကောင်မလေးကိုတနာသွားပြီးတော့ဒီအိမ်မှာပဲနေဖို့အတွက်ပြောလိုက်တော့တာပေါ့ကွယ် အဲ့ဒီခါမှာကောင်မလေးကလည်းတိတ်ကိုပြောရှင်သွားတော့တာပေါ့ကျင်မီကလည်းသူနဲ့အတူတူကစားဖို့အတွက်မိမလေးတယောက်ကိုရပြီဆိုပြီးတော့ပြောရှင်သွားတော့တာပေါ့ကွယ်အဘိုးရှင်ကနေစပြီးတော့မင်းဟာတင်မီရဲ့ညီမလေးအေမီဖြစ်သွားပြီနော်တို့တွေအားလုံးကမိသားစုဝင်တွေဖြစ်သွားပြီလို့လည်းပြောလိုက်သေးတာပေါ့ကွယ်။ပုံလေးကတော့ဒါပါပဲကွယ်။ နောက်ရက်တွင်မှလည်းဘလိုပုံပြင်ကလေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ွယ်အားလုံးကိုကျေးဇူးတင်ပါတယ်